မိုင်းဆော့ဘေးတရားတော်မင်္ဂလာပါကျွန်တော်ပြီးများလိပ်ပွဲစဉ်28ဖြစ်ကစားမဲ့ပွဲစဉ်တွေမှာတော့ Manchester United အသင်းနဲ့ Arsenal အသင်းတို့ထိတိုက်တွေ့ဆုံနေတဲ့ပွဲစဉ်လေးပါဝင်လာပါတယ်ဒီနှစ်သင်းအောင်လက်ရှိချိန်မှာတော့သူတို့ရဲ့ရည်မှန်းချက်တွေနဲ့အခြေအနေတွေကတော့ကွာခြားနေရလေဖြစ်ပါတယ် Manchester United အသင်းကတော့အဆင့်30အထက်ကိုတက်နိုင်ဖို့အတွက်ရုန်းခန်နေရချင်းဖြစ်ပြီးတော့ Arsenal အသင်းကတော့ Champions League ကိုဆင်ခွန်နိုင်ဖို့အတွက် Liverpool အသင်းကိုဖိအားပေးနေတဲ့အချိန်လေးဖြစ်ပါတယ် ဘလို့ပဲဖြစ်ဖြစ်အသင်းကြီးစီးရင်ဝင်နေသေးတယ်ကျွန်တော် United အသင်းနဲ့ Arsenal အသင်းတို့ထိတိုက်တွေ့ဆုံတဲ့ပွဲစဉ်လည်းဖြစ်တယ်ဒီနှစ်သင်းထိတိုက်တွေ့ဆုံတဲ့အချိန်ကလည်းပြန်ဆန်မှုပြင်းထန်တဲ့ပွဲစဉ်ဖြစ်တာကြောင့်ပေးတဲ့အကြိုက်ပွဲစဉ်ဖြစ်လာမှာတော့အသေးကြပါပဲ ယူနိုက်တက်အသင်းနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းတို့ပွဲစဉ်ကိုတော့မတ်6ရက်ည7:00နာရီချိန်မှာရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။နှစ်သင်းစလုံးကတော့ဂျာရက်ထဲမှာဥရောပအဝေးကွင်းပွဲစဉ်တွေရှင်ပြိုင်ထားရတာကြောင့်အနည်းငယ်ပွဲပန်းမဲ့ဒဏ်ကိုတော့ခံစားထားရမှာလည်းဖြစ်တယ်။မန်ချက်စတာယူနိုက်တက်အသင်းကတော့ယူရိုဘာလိပွဲစဉ်ဖြစ်ပြီးတော့စုစည်းတဲ့အသင်းနဲ့တရေရလက်သာစွမ်းဆောင်ထားနိုင်တာလည်းဖြစ်တယ်။အာဆင်နယ်အသင်းကတော့ချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ PSG အသင်းနဲ့ပွဲစဉ်မှာတော့ဂိုးပြတ်နိုင်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ နှစ်သင်းစလုံးနောက်ဆုံးကစားထားတဲ့ပြီးမြောက်လေးပွဲစဉ်မှာတော့ Manchester United အသင်းက Ipswich အသင်းကိုအနိုင်ရရှိထားပြီးတော့ Arsenal အသင်းကတော့ Forest အသင်းကိုတရေရလဲရရှိထားရလဲဖြစ်ပါတယ်။ United အသင်းကြောင့်ပြောရမယ်ဆိုရင်တော့ဒီအာဒီမှာ United အသင်းကရလက်ပိုင်းရောခြေစွမ်းပိုင်းရောအလွန်ဆိုးရွားနေတဲ့အခြေအနေမျိုးကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။အသင်းနီးပြအပြောင်းလဲတွေပြုလုပ်ထားတယ်။ဒါပေမဲ့ပို့ပြီးတော့ကောင်းမလာပဲနဲ့ပို့ပြီးတော့ဆိုးရွားသွားတယ်။ရလက်တွေကလည်းပြိုင်ပွဲစုံမှာကြာဆင်းနေရလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြောင် SP အတင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအနိုင်ရရှိခဲ့တဲ့ဆိုပေမဲ့လည်းတယောက်ယောက်နဲ့ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာလည်းဖြစ်ပါတယ်။နီးပြ MMORPG လက်ထက်မှာတော့ပွဲတိုင်းရုန်းကန်နေရပြီးတော့အနိုင်ရခဲ့တဲ့ပွဲတွေကိုကြည့်ရင်လည်းအားရစရာခြေစွမ်းမျိုးတော့မရှိဘူး။ဒီပွဲပြီးရင်လည်းနောက်ထပ်10ပွဲသာကစားဖို့ကြံရှိတော့တာကြောင့်သူတို့အနေနဲ့အမှတ်ပေးစရာအဆင့်အထက်ကိုတက်နိုင်ဖို့ဆိုလို့ရှိရင်တော့ဒီပွဲအပါဝင်ပွဲတိုင်းကိုအမှတ်ရရှိဖို့စွမ်းဆောင်ရမှာလည်းဖြစ်ပါတယ်။ဒါမင်းမန်ချက်စတာယူနိုက်တက်အသင်းကအခုနောက်ပိုင်းမှာတော့ဂိုးရရှိဖို့အတွက်ပါရုန်းကန်နေရတာလည်းဖြစ်ပါတယ် ာဆီနယ်အသင်းကတော့အဓိကကစားသမားတွေဒဏ်ရာရရှိပြီးတော့ဂိုးမရယူနိုင်တာကလွဲပြီးတော့ကောင်းမွန်တဲ့ခြေစွမ်းတွေကိုတော့ဇတိုက်ပြတ်တာထားနိုင်တာလည်းဖြစ်ပါတယ်။အာဆီနယ်အသင်းကတော့ပြိုင်ဘက်တိုင်းကိုဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးရှိတယ်။ပြီးများလေးချန်ပီယံဆုတွေလီဗာပူးအသင်းကိုဖိအားပေးနေရဆိုပေမဲ့လည်းအမှတ်တွေရောကြခဲ့မှုကြောင့်ဒီနှစ်လည်းဒုတိယနဲ့သာကျင့်နေရဖို့တော့ရှိနေတယ်။ဒီပြအာဒီတာကတော့ပြီးများလေးဖလားကိုလက်မလွတ်ပဲအဆုံးထိတိုက်ပွဲဝင်မှုဆုံးဖြတ်ထားရလည်းဖြစ်ပါတယ်။နောက်ဆုံးကစားရတဲ့ချန်ပီယံလိပွဲစဉ်မှာလည်း PSV အသင်းကိုကျွန်တော်တို့ဂိုးပြတ်သွင်းယူနိုင်ပြီးတော့ Manchester United အသင်းကိုသတိပေးထားရလည်းဖြစ်ပါတယ် PNP အတင်းနဲ့ပွဲမှာဆိုတော့ခုနှစ်ဂိုးထိသွင်းယူပြီးတော့သူတို့ရဲ့ဂိုးသင်းဆိုင်းရင်ကို United အတင်းကိုပြတ်တထားရလဲဖြစ်တယ်။ United အတင်းနဲ့ပွဲမှာလည်း Arsenal အတင်းရလက်ကောင်းထပ်ပြီးတော့ရယူသွားနိုင်မလားဆိုတာကိုကျွန်တော်စောင့်ကြည့်သွားမှာလည်းဖြစ်တယ်။ United နဲ့ Arsenal တင်းတို့ရဲ့ကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုအကြောင်းတွေကိုလည်းပြောပြပေးခြင်းနဲ့ဒီနေ့တင်းထိတ်တိုက်တွေ့ဆုံတဲ့35ချိန်မှာ Manchester United အသင်းက14ချိန်အနိုင်ရထားပြီးတော့ Arsenal အသင်းကတော့73ချိန်အနိုင်ရထားတယ်။တရေက8ချိန်ထွက်ပေါ်ထားရတယ်ဖြစ်ပါတယ်။ ဒီရာဒီတွဆုံမှုနှစ်ကြိမ်ရှိခဲ့ပြီးတော့ပြီးများလေးမှာတော့အာဆင်နယ်အသင်းကအနိုင်ရရှိထားပြီးတော့ FA ဘလားပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်အသင်းကပက်နတီနဲ့အနိုင်ရရှိထားပါတယ် ပြီးခဲ့တဲ့ရာသီ United အသင်းအိမ်ခွေးမှာကစားခဲ့တဲ့ပွဲမှာတော့ Arsenal အသင်းကတကူးဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားရလည်းဖြစ်ပါတယ်။ဒိုင်ယာရလူစင်းမှာတော့ United အသင်းက Maguire, Ugarte အပါဝင်ကစားသမားအများပြဒိုင်ယာရရှိနေပြီးတော့ Doku ကပွဲပယ်ကြောင်းဒီပွဲကိုလွဲချော်မယ်။ Arsenal အသင်းကတော့အဓိကတိုက်စစ်ကစားသမား၄ဦးဒိုင်ယာကြောင်းလွဲချော်မှာဖြစ်တယ်။ဒီပွဲကနှစ်သင်းစလုံးအတွက်အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီးတော့နှစ်သင်းထိတိုက်တွေ့ဆုံတိုင်းပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်ဖြစ်တာကြောင့်ပေးတဲ့ကြိုက်ပွဲစဉ်ဖြစ်လာမှာတော့အသေးကြပါပဲ။ ဒီပွဲကိုခံမရရင်တော့ United အသင်းကတော့တော်တော်လေးကိုအခက်ခဲတွေးမဲ့ပွဲစဉ်ဖြစ်တယ်လို့တော့ပြောလို့ရတယ်။နှစ်သင်းစလုံးရဲ့ twin goal တွေကိုတွေ့မြင်ရနိုင်ပြီးတော့ United အသင်းအတွက်အမြင့်ဆုံးမျှော်လင့်လို့ရတာကတော့တကြီးကြလက်ပါ။အနိုင်ဆိုလို့ရှိရင်တော့ Arsenal အသင်းကိုအကြိုက်တွေ့မြင်ပြီးတော့ပိတ်တဲ့အနေနဲ့ဟောဘယ်လိုမြင်လဲဆိုတော့ comment မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်။